အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါတပောင်းလှပြညမှာလုံတင့်တဲ့ရေဒီယာနှစ်ခုကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဒီရေဒီယာကမိတ်ဆွေတို့အရန်ကြိုရှိပါတယ်ခုနှစ်ရက်သားမိတိုင်းလှုပ်လို့ရတဲ့ရေဒီယာဖြစ်ပါတယ်ဒီရေဒီယာကနံပါတ်၁တဲ့ချက်ကိုယ့်ရဲ့အချစ်ရည်တွေအိမ်တော်ရည်တွေအဆင်မပြေတဲ့သူတွေကိုယ့်ရဲ့ချစ်သူတွေကိုယ့်ရဲ့အိမ်တော်ဘက်တွေအိမ်မော်ကဆင်းသွားတယ်အိမ်ကထွက်သွားတယ်ကိုယ့်ရဲ့စကားမနာထောင်ဘူးမနာခံဘူးတွားချင်တာတွားနေတယ်လှုပ်ချင်တာလှုပ်နေတဲ့သူတွေရှိတယ်ဆိုရင် နော်ပထမရေတရားတစ်ခုကိုကျွန်တော်ပြောတဲ့အတိုင်းလည်းလုပ်ပါလုပ်ရမယ့်အချိန်ကတပေါင်းနှပြည့်ညမှပြုလို့ရမှာဖြစ်ပါတယ်လာထွက်တဲ့အချိန်ရပါတယ်ခင်ဗျာစနစ်တော့မကျော်စေးနဲ့နော်ညစနစ်တော့မကျော်စေးနဲ့တပေါင်းနှပြည့်ညမှပြုလို့ရမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကနော်စီးပွားလက်လက်ပတ်တွေနော်တက်ရအောင်လက်စွင်ရအောင်ငွေတွေဝင်လာအောင်ငွေမြဲအောင်ဆိုပြီးတော့ဒုတိယကြေရအောင်ကိုကျွန်တော်ပေးมาဖြစ်ပါတယ်ဒီကြေရအောင်နှစ်ခုကိုလှုပ်ထားမယ်ဆိုရင်နော် အောင်မြင်လွယ်တယ်เนาะဒီတပေါင်းလားပြည့်မှာပြုလုပ်ရမှာဖြစ်ပါတယ်ဒီရတရားဖြစ်အောင်လုပ်ပေးပါမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ရတရားဖြစ်နေလို့ပါရတရားကလည်းအရန်ကြီးလည်းမခတ်ဘူးပြီးတော့လည်းငွေကုန်ကျရှိရလည်းမများပါဘူးခင်ဗျာဒီရတရားဖြစ်အောင်လုပ်ပေးပါမိတ်ဆွေတို့အတွက်ကျွန်တော်ညွေပေးမှာဖြစ်ပါတယ်ပထမရတရားကအချစ်ရဲ့အစင်မပြေတဲ့သူတွေအိမ်အောင်ရေးကြောက်စိတ်ညစ်ရတဲ့သူတွေเนาะအစင်ပြေတဲ့သူတွေလှုပ်လို့ရတယ်ခင်ဗျာဟိုအစင်မပြေတဲ့သူတွေပို့ပြီးတော့လှုပ်စေခြင်းနဲ့ ကိုအဆင်ပြေနေတယ်ဆိုရင်လုပ်မယ်ဆိုရင်ရတယ်ဒီထက်ဒီထက်အဆင်ပြေသွားဖို့ပဲရှိတယ်ပြီးတော့ရေတရားတွေအဆင်တွေကလည်းနော်ကိုကတေချာနားမလဲပဲနဲ့လုပ်မိမယ်ဆိုရင်လာခိုက်တာတွေရှိတယ်ကိုကိုမှခိုက်လို့ဆိုရင်မိသားစုတွေကိုခိုက်တာမျိုးတွေဖြစ်တတ်ပါတယ်အခုကျွန်တော်ပြမဲ့ရေတရားတွေကလည်းလောကခိုက်ခြင်းပြုတ်ခြင်းမရှိဘူးထိခိုက်မှုမရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြရခြင်းဖြစ်တယ်နော်ရေတရားအတိုင်းကလည်း အဆင်ပြေနေတာမဟုတ်ဘူးတချို့လုံပတိခံမသိရင်လာပြီးတော့ခိုက်တာတွေညံ့တာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့အကုကျွန်တော်ပေးမဲ့ရည်တရားကိုတော့ဒါရေုံကြီးနဲ့လိုက်လို့ပါအတိကကအိမ်တော်ရေးအဆင်မပြေတဲ့သူတွေအချစ်ရေးအဆင်မပြေတဲ့သူတွေကိုယ့်ရဲ့အချစ်ရေးမှာကိုယ့်ရဲ့ချစ်သူကနော်ကိုနဲ့အာတိုင်းနာတစ်ခုတည်းရောက်သွားပြီပေါ့နော်ဒါမဲ့တာဝန်မယူဘဲနဲ့ရှောင်နေတာတွေနော်တာဝန်ယူမှုမရှိဘူးတာဝန်ခံမှုမရှိတဲ့သူတွေဆိုရင်နော်အဓိကမျိုးသမီးတွေပေါ့နော်ပြန်ခေါ်ခြင်းနဲ့လာပြီးတော့တာဝန်ယူခိုင်းခြင်းနဲ့ဆိုရင် အခုကျွန်တော်ပြောမယ်ခြေရောင်လှုပ်လိုက်ပါအိမ်အောင်တဲတွေနေနဲ့ကလည်းကိုယ့်ရဲ့အိမ်အောင်ဘက်ကိုထားခဲ့တယ်ထွက်သွားတယ်တခြားမှာပျော်နေတယ်ဟိုမှာမရင်ငယ်နေငယ်နေနေတယ်ဒါမှမဟုတ်အိမ်ကိုမကတ်ဘူးကိုယ့်အရင်လုံးမချစ်တော့ဘူးအချစ်တွေပေါ့သွားတယ်နော်ဒီလိုလူတွေလည်းလှုပ်လို့ရပါတယ်ဒီထက်ချစ်စီခြင်းနဲ့ဆိုရင်လည်းလှုပ်လို့ရပါတယ်ခင်ဗျာကဲရေတရားကကျွန်တော်ကပေးစီနေပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရေတရားလေးကိုပေးမယ်ရေတရားကရက်လွယ်ကူပါတယ်ခင်ဗျာ မိတ်ဆွေတို့ကလိုအပ်မဲ့ပစ္စည်းကဖလားတစ်ခုပဲလိုပါတယ်ဖလားတစ်ခုမှကျွန်တော်ရေပြည့်အောင်ထည့်မယ်နော်ဖလားဆိုတာဘာဖလားလဲမမေ့နဲ့အဆင်ပြေတယ်စက်နှစ်တက်ရဖလားနော်ဖလားအဆင်မပြေဘူးဆိုရင်မိတ်ဆွေတို့သမင်းစားတဲ့ပကန်းလေးစလုံးလေးအကုန်ရပါတယ်ခင်ဗျာတန့်နေရမှာပေါ့နော်အိမ်နာတဲ့အဟာတွေရောမလုံနဲ့ပေါ့တီလားဟုတ်ပြီအခုကျွန်တော်ဖလားနဲ့ပဲပြောလိုက်ပြောလိုက်တော့မယ်ပေါ့နော်အမှဖလားထဲမှာကျွန်တော်ရေလေးထည့်မယ်ရေရအပြည့်ထည့်မယ်အဲ့လိုရေပြည့်ထည့်ပြီးမိတ်ဆွေတို့ရဲ့နော်အိမ်ဒါမှမဟုတ်အခန့်အပြင်ကိုထွက်ပါလာတာတဲ့နေရာကိုသွားပါ အိမ်ထဲမှာတော့ဒီအရှင်ကိုဒီကြေရအောင်လုံးဝလုံးဝလုပ်လို့မရပါဘူးလနဲ့ကျွန်တော်တက်ရက်တက်စင်လုပ်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ကရေထည့်ထားတဲ့ဖလားကိုယူရမယ်လတာနဲ့ညမှာနော်ဖလားကိုအစင်ပြေရနေရမှာချနော်အိမ်နာဘေးဒီမှာတော့သွားမလုံနဲ့ပေါ့နော်တခြားနေရာတွေမှာတန့်တဲ့နေရာမှာတက်လို့ပါနော်ရပါတယ်အစင်ပြေနေရာမှာဖလားကိုချလမ်းမှာပဲချပါမှာအစင်ပြေနေရာလုပ်လို့ရတယ်နော်ဒီဖလားကိုချလိုက်ပြီးတာနဲ့နော်ဖလားထဲမှာလတာနေတာကိုလှမ်းကြည့်ပါနော်လှောက်ကိုမြင်ရအောင်ကြည့်ပါနော် ဟိုမှာလလေးကရိတ်ရိတ်မြင်နေရမယ်အဲ့လိုမြင်တဲ့လကိုမိတ်ဆွေတို့ကတစ်ချက်လောက်လေးမျက်လုံးမိတ်လိုက်ပါအာယုံပြုတ်လိုက်ပါဟိုမှာကိုယ့်ရဲ့ချစ်တူကဒါမှမဟုတ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုအာယုံပြုတ်လိုက်ပါအာယုံပြုတ်ပြီးတော့သူ့ကိုကဆုံးမစကားလေးတွေပြောရမယ်ဘယ်လိုဆုံးမရမလဲချစ်တရားကြံပန်းမေးရပါတော့ဟိုမှာကိုယ့်ရဲ့ချစ်တူကိုယ့်ရဲ့အိမ်အောင်ဘက်ကဲထားလိုက်တော့ကဲမောင်တုခရေတော့ငါ့ကိုဒီအရင်လိုပြန်ချစ်တော့အရင်လိုမျိုးငါ့ကိုကျင်နာနဲ့ပြန်ဆက်ဆံပါငါ့ကိုမထားခဲနဲ့ နေမရှိပဲငါမနေနိုင်ဘူးအဲ့လိုမျိုးပဲကိုယ်ရင်ထဲမှာရှိတဲ့စကားတွေကိုပြောရမှာဖြစ်ပါတယ်ကျွန်တော်ကကြော့နမဲကျွန်တော်ဟိုဥပမာပေးတာနော်ဒါကျွန်တော်ပြောတဲ့အတိုင်းလိုက်မပြောနေနဲ့ကိုယ့်ရဲ့ချစ်သူနမဲကိုကိုခေါ်ရမှာဖြစ်ပါတယ်ကဲမောင်တုခါလေးနော်ငါ့ကိုအရင်လိုပြန်ချစ်အရင်လိုမဆိုးနဲ့တော့ငါစီကိုပြန်လာပါနေမရှိပဲငါမနေနိုင်ဘူးဒါနင်းကိုငါချစ်တယ်လို့ငါ့ကိုလည်းနေပြန်ချစ်ပါကဲနင်းကြိုက်တတ်တဲ့အစားအစာလေးတွေငါချက်ပြုတ်သားမယ်ငါစီကိုပြန်လာပါမိတ်ဆွေတို့ရင်ထဲမှာဘာရှိလဲပေါ့ဗျာပြောနော်ရတယ် ိုပြောတဲ့စကားကိုသူတို့ကနားခံလာမှာဖြစ်ပါတယ်။အိုမာ၊ तू ကထွက်သွားတယ်ဆိုရင်လေကိုစီကိုပြန်ရောက်အောင်ကိုစုတောင်းမှာကိုတောင်းမယူဆောင်ပြီးနေဆိုရဲတောင်းလာယူအောင်ကိုကသူ့ဆုံးမှာပါ။အဓိကပြီးထားရမှာကမိတ်ဆွေရဲ့စိတ်ကိုညှိအောင်ထားရမှာဖြစ်ပါတယ်။စိတ်တွေကကြောက်ကြရက်နဲ့ပေါ့နော်။တောင်းမြင်မြောက်မြင်တော့အဆင်မပြေဘူး။ဒါကြောင့်တစ်ချက်လေးအာရုံနဲ့ပြုတ်လိုက်ပါ။ကိုရဲ့စိတ်ကိုညှို့လိုက်ပြီးတော့အဲ့ဒီရေဖလားထဲမှာသူ့ရဲ့မျက်နှာအောင်မြင်အောင်ကြည့်ပါ။မြင်ပြီးဆိုတာနဲ့ကိုပြောချင်တဲ့စကားကိုတလဲဇက်ပြောပါ။ ခဏဝါကျွန်တော်နာမည်ကျွန်တော်နှိုင်းပြီးပြောလိုက်တယ်ဆိုတာကလေဥပမာပေးတာကျွန်တော်ပြောတိုင်းအောင်လိုက်မပြောနဲ့ပေါ့နော်မိတ်ဆွေရင်ထဲမှာစီးတဲ့စကားကဒါမိတ်ဆွေတို့တိလိုက်မယ်ဒါကနံပါတ်1တစ်ချက်နော်အချီရေးလေးရတယ်အိမ်အောင်ရေးလေးရတယ်နော်အဲ့ဒါလေးလောက်ပြီးသွားဒုတိယတစ်ချက်ပေါ့နော်ကဲအချီရေးအိမ်အောင်ရေးတွတ်တော့ဒီရေတရားပါပဲခင်ဗျာမိတ်ဆွေတို့နားလည်လားမသိဘူးနော်ကျွန်တော်မိတ်ဆွေတို့နားလည်လွယ်အောင်နော်ဒါအသေးစိတ်လေးတော့ရှင်းပြတယ်တကယ်နားမလည်ဘူးဆိုရင်လည်းကြောက်ကွန်မန့်မှာတစ်ချက်လောက်လေးမှတ်လာခဲ့ပေးပါကျွန်တော်ပြန်ဖြေပေးမှာဖြစ်ပါ ဒါကအိမ်တော်ရဲ့ချီရီအစဉ်ပြေစေမယ်ရည်ရာဖြစ်ပါတယ်ဒုတိယရည်ရာကကျွန်တော်တို့ငွေမြဲလက်စွင်နော်လက်တွေပွေစေမယ်ရည်ရာဖြစ်ပါတယ်ကိုကြက်ကြာနေတဲ့ငွေတွေကိုရစားစီတဲ့ငွေတွေကိုမျောလင်းနေတဲ့ငွေတွေနော်မထင်မှတ်ရပဲငွေဝင်လာခြင်းနဲ့ဒီတစ်နှစ်ပတ်လုံးလက်လက်ပတ်တွေဆွင့်ခြင်းနဲ့ငွေတွေတစ်ဆက်ဆက်ဝင်လာခြင်းနဲ့ဆိုရင်တော့ဒီတပေါင်းလာပြေးမှာပြုလုပ်ရမှာဖြစ်ပါတယ် ဒီရည်ရောင်သားညပိုင်းလုတ်စီအောင်မလို့မိတ်ဆွေတို့အဆင်ပြေတဲ့အချိန်တော့ပါလုတ်ရမှာကလည်းအရန်လွယ်ပါတယ်မိတ်ဆွေတို့ဈေးမှာစပလင်လေးတော့ဝယ်လိုက်ပါเนาะစပလင်ပင်လေးအ3ပင်လောက်ပြပြဝယ်ပါဝယ်ပြီးမိတ်ဆွေတို့ဆိုက်လိုက်ပါချွတ်ရရပြောကြတယ်ဒါကျွန်တော်ကျမတို့ကနိုင်ငံသားမှာဘလို့မှအဆင်ပြေဆိုက်လို့မရအောင်မိတ်ဆွေတို့နည်းနည်းလေးအုံနောက်ကိုလွှာတော့ပါရပါတယ်ခင်ဗျာကိုကအဲ့လိုမျိုးကို့မှာမြေတိတတ်မရှိဘူးအခန်းထဲမှာငှားပြီးနေနေရတယ်ဆိုရင်မိတ်ဆွေတို့က နော်ဘန်းအိုးပုံစံမျိုးလေးပေါ့ဝယ်လိုက်ပါပြီးရင်မြင်းကြီးတွေထည့်အေးမှာဆိုက်လို့လည်းရပါတယ်။ဟိုမှာကိုယ့်ရဲ့အခန်းမှာလည်းကိုယ်ဆိုက်ထားလို့ရတယ်လို့အပြင်မှာဆိုက်ထားခြင်းလည်းရပါတယ်နော်ကိုကိုတိုင်ဆိုက်လိုက်ပါဒီအပြင်ကိုစင်တန်အောင်လေးဆိုက်လိုက်ပါဒီစပလင်တွေကစင်တန်နေတဲ့တွေ့ကမိတ်ဆွေလက်လံပတ်တွေငွေကြီးတွေအစင်ပြေလာမှာဖြစ်တယ်ငွေတွေမထင်မှတ်ထားပဲဝင်လာမှာဖြစ်ပါတယ် ျွန်တော်ခုပြောတဲ့ရည်ရည်ကလည်းအရင်ကြီးမခက်ခဲ့ဘူးငွေလည်းအများကြီးမကုန်ဘူးမိတ်ဆွေတို့ယုံကြည်ယုံကြည်တလောက်လေးအစဉ်ပြေမှာဖြစ်တယ်မယုံကြည်တဲ့သူတွေကတော့လည်းကြော်တွားပါခင်ဗျာယုံကြည်တဲ့သူတွေဒီတပေါင်းလာပြေမှာဖြစ်အောင်လုပ်ပြပါခင်ဗျာအိမ်တော်ရေးတွေချစ်ရေးတွေစင်ပြေတယ်လို့ငွေကြေးလက်လက်ပတ်တွေကလည်းဆွင်လာမှာဖြစ်ပါတယ်ကျောက်မိတ်ဆွေတွေကျောက်ရဲ့ရည်ရည်ကိုလိုက်လို့ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့လေကျွန်တော်အကူအညီတွေတခုတောင်းချင်ပါတယ်အကူအညီကတခြားမဟုတ်ပါဘူးကိုယ့်လိုမျိုးပဲပေါ့နော်လက်ဆွင့်ရအောင် အခြေတွေအိမ်တော်ကြီးတွေအစဉ်ပြေရအောင်เนาะဒီဗီယိုမြင်တာနဲ့ဝေမျှခြင်းရှင်းခြင်းပြီးကုလိုယူလိုက်ပါအဲ့လိုကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်တို့တွေကအခြေအိမ်တော်ကြီးနဲ့ပတ်သက်လာမယ်ငွေကြေးနဲ့ပတ်သက်လာပြီးဆိုရင်ကိုကိုတိုင်ခံစားဖို့မှပဲဒါကိုချင်းစာကြတယ်เนาะကိုကိုတိုင်မခံစားဘူးဆိုရင်ဒါတိတ်ပြီးတော့တတိမထားမိကြဘောเนาะဒါကြောင့်နောက်ကိုလိုမျိုးပဲအထက်ကရှင်တူလေးဘလောက်အပူပင်တော့ကများနေလိမ့်မယ်အခုကျွန်တော်ပြောမယ့်ရည်ရည်အောင်ကိုမိတ်ဆွေတို့က share လိုက်ခြင်းအပြင်တို့ကမြင်တွေ့တော့ရတယ်ကျွန်တော်ပြောလိုက်လှုပ်လိုက်လို့တို့ကအောင်မြင်သွားတယ်ဆိုရင် နော်ကျွန်တော်တို့မျိုးပဲဘီယိုတကူကလုတ်ပြီးတော့ကုတို unit ဆရာမလို့ဘူးမိတ်ဆိုတော့ share link တစ်ချက်ပြီးကုတို့တန်းရတော့မှာဖြစ်ပါတယ်ကျွန်တော်ထပ်တူရမှာပေါ့ဒါမှပဲနောက်ဘွားမှာဒါရေဆက်တွေပဋ္ဌာန်းတွေစုံမှာဖြစ်ပါနော်ဟုတ်ပြီကဲတကယ်ပြောတာပါကျောင်းမိတ်ဆွေတွေနော်ကောင်းတော့နမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော့မိသားစုဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါ